စစ်ကောင်စီအမြင်မဖြတ်ဘူးအဲ့ဒါဟာမူဝါဒရေးရလောကလောကပြဿနာကြီးဖြစ်သွားတယ်အေအေတို့ကအကုတ်ဖြတ်တာအမြင်ဘူးအကုတ်ဖြတ်တာတရားအေလက်ကိုအုပ်ချုပ်ရေးကိုအကုတ်ဖြတ်တာအဲ့ဒါဟာနဲ့စစ်ကောင်စီအမြင်မဖြတ်ဘူး refund လုပ်မယ် SSRDDR ပြန်လဲပြင်ဆင်ပြီးတော့တုံ့ပြုမယ်ဆိုတာဟာစစ်တိုက်တဲ့လူစိတ်အားချင်းမတူဘူး ကားချင်းမတူဘူးဘယ်နေရာတွေပြင်ဆင်မယ်ဆိုတော့ခိုင်မာတဲ့ဖွဲ့စည်းပုံလည်းမရှိဘူးဘယ်နေရာ ठी ပဲတိုက်မယ်ဒီတော့ဒါဆိုရင်ဘာဖြစ်လို့တလန်တွေရှင်းတာလဲအဲ့လိုတွေမေးစရာတွေပေါ်လာတယ်ဒါတွေကကြီးမားတဲ့လွဲချော်မှုတွေကိုမှုကတော့ကိုမရှင်းမလင်းမပြတ်မသားလုံးမတော့အဲ့လိုပဲသွားတာပဲကျွန်တော်ဟုတ်အရင်ကတည်းကပြောပြီးပြီဒီဟာတွေကတိုင်းသားတွေလာတိုက်လာတိုက်လာတိုက်ငါတို့အစိုးရလုံးမယ်မင်းတို့ကစစ်တပ်နဲ့ပေါင်းပါညာတော့ကစစ်တပ်ကို refund လုပ်ဖို့လုပ်နေတာသူတို့ကတိုင်းရဲသားတွေကစစ်တပ်ကိုအပြုတ်တိုက်မယ် UNG က စစ်တပ်ခေါင်းဆောင်တွေကိုစစ်ခေါင်းဆောင်တွေကိုတိုက်မယ်မတူဘူးကျွန်တော်ပြောခဲ့တာပဲအဲ့ဒီစကားကိုမမ်းမိမှာပဲအဲ့ဒီကလေးကလွဲတာပဲစစ်ခေါင်းဆောင်တွေစစ်ကောက်စီကိုအပြုတ်တိုက်တာနဲ့စစ်တပ်ကိုအပြုတ်တိုက်တာနဲ့မတူမမတူတာကွန်မြူနတီရဲ့စစ်တုံးစစ်လဲကျွန်တော်ပြောခဲ့တယ်နော်အဲ့ဒါအစစ်စတန်ချိန်ပူတာမှခက်သေးတယ် AUG မှာစစ်စတန်ချိန်မှမရှိတာပြီးတော့မူဝါဒစစ်စတန်ချိန်မှဆိုတာနဲ့ community နဲ့လွဲနေပြီဒီဘက်က ခေါင်းဆောင်တွေပဲတိုက်မယ်ဆိုဒါဆိုရင်ဘာမှမလုပ်ဘူးစနိုက်ပါတမားအနေနဲ့ဒရုန်းတွေပဲလိုတယ်ဘာလို့ဆိုမြေပြင်ထိုးစစ်မလုပ်ဘူးဆဲခေါင်းဆောင်သွားရနားကိုလိုက်ပြစ်မှာဘူးမတူဘူးမြေပြင်ထိုးစစ်မှာအားချင်းကွာတယ်ဒီတော့သူတို့အဲ့လိုလုပ်ပြီးတော့မြေပြင်မှာတိဆောက်ထားတဲ့ power vulcan ဖြစ်မယ်ဆိုတော့ပတ်တော်လို့ရန်ရီရတွေဟာတိုင်ပတ်နေပြီမဟုတ်လားအဲ့ဒါတိုက်ဖို့မှမဟုတ်တော့တာသူတို့အရင်ခြေဦးတာလေတိဆောက်တာလေသူတို့ကိုယ်တိုင်ပြောခဲ့တာနော် support to အာသူပြောခဲ့တဲ့ဥစ္စာက support တဲ့ people revolution ဆိုတဲ့ဘက်ကပို့ဆောင်းပါမှာလောကရဲ့ခုနှစ်ရက်ကဆောင်းပါမှာပြောခဲ့တာဆောင်းပါရေးပြီးတော့ပြောတာတော့တရုတ်ပြောတာပဲဒါပေမဲ့ကြီးမားတဲ့အမူအရအလွဲတွေဖြစ်ကုန်တယ်ပြီးတော့ကျွန်တော်တို့ပြောတာမမှားဘူးသူတို့ပြောတာကျွန်တော်တို့ပြောတာတက်တက်ပြောတာသူတို့ကအဲ့တော့အရေးကြီးတယ်မူဝါဒကမရှင်းမရှင်းနဲ့ဘယ်လိုလုပ်ဆက်ပြီးတော့အဝါလူတွေကဝေဝါးပြီပေါ့ဟဲ့ဟဲ့တော်စီမှာပြောတော့အမြင်မထက်ရဘူးမေးတွေးခဲ့ရလို့လိုက်မတန်းနဲ့စစ်ကောင်းဆောင်လာမှတက် အဲ့လိုလားတေးတက်ကြိုက်ပြီးတော့သူကဘယ်နေရာတွေ refer လုပ်မှလဲရဲမပါကြီးမိသားမပါကြီးလားအဲ့လိုလားအဲ့ဒါတွေခါကမှမမရှိဘူးအဲ့ဒါမူဝါဒမရှိမလင်းနဲ့ဘယ်လိုလို့ရှေ့ဆက်သုံးလို့ရမှာလဲသူတို့ကသူတို့ပြောတဲ့စကားသူတို့အချက်ကိုသူတို့ကွဲနေတာပဲခွဲနေတာပဲဒီစစ်တပ်နဲ့ကျွန်တော်တို့ကညီလို့မမရတာ yes or no ဒီတော့အမြင့်ဖြတ်တာတွေအမြင့်ဖြတ်တာတွေမဖြတ်တာတွေကအချိန်တိုင်တော့စကားဝိုင်းကိုပဲတက်ရအောင်လူတိုင်းသိတယ် ီးတော့သူကမူပါဓာတ်ကြီးကမရှင်းမလင်းနဲ့တက်နိုင်ငံလို့သူကဘယ်လိုပုံစံနဲ့သွားစုစည်းမလဲအေးအေးလို့တိုက်တော့မှအကုတ်တိုက်ထုတ်တော့တရားအေးလို့ရှမ်းမြောက်အကုတ်တိုက်ထုတ်တော့ချားနီကသွားချင်သွားရတယ်အကုတ်ဘာမှစိတ်ရန်တရားတွေမကြံစီရဘူးဒီတော့အခုက refund လေသူကဘဟုတိုက်မှာနေပြည်တော်တခုပဲဦးတည်မှာလမ်းများအလုံးနေပြည်တော်သူ့ဖြစ်လာတာပဲအဲ့ဒါကြောင့်မို့လဲဒီတော့ तू อ่ะအမင်းဖြတ်ချင်းပေါ်မှာဝေဝါမှုတွေတအားကြီးဖြစ်သွားတယ် ေချာစဉ်းစားကြည့်တေချာစဉ်းစားလေလွဲလေပဲအဲ့ဒါကြီးအကြီးလွဲတာစင်ကဲစင်ကဲစဉ်းစားလေလေ logic ကကြကြစဉ်းစားလေလေလွဲလေလွဲလေလွဲလေပဲဘယ်လိုလုပ်တော့ညှိမှာအဲ့ဒါကွာအဲ့ကြောင့်ပြောတယ်သူတို့တွေကမယူတာခဲ့ဘူးလို့ကျွန်တော်ပြောတာပဲမမပါဘူးကျွန်တော်တို့တွေကတဖြည်းဖြည်းမှန်လာတယ်ပြီးတော့ရွာပြင်ရရသွားတယ်ပြီးတော့အဲ့ဒီအမြင်ဟာလူများစုရဲ့စိတ်ထဲမှာအဲ့ဒီစစ်တပ်အမြင့်ဖြတ်ဆိုလိုကံလားမသိဘူး အဲ့တော့ပြင်းထန်တဲ့အမုံတရားကလာတဲ့အတိတ်ပဲဖွင့်ဆိုမှုဆိုတာတော့လက်ခံတယ်တကယ်ပဲပြင်းထန်တဲ့အမုံတရားလာတာအမုံတရားနဲ့လှုပ်လို့မရဘူးစမတ်ကြတဲ့ပုံစံနဲ့တိဆောက်မှုကနေသွားအောင်ပါဒါကသူတို့လှုပ်တဲ့သဘောတရားကအဆောင်ပုတ်လူထုရဲ့တက်ကြွမှုကိုနိုးစော်တာအခုမူဝါဒအထိပ်ပိုင်းကလူတယောက်နိုင်ငံခြားဆက်ဆံရေးမှကိုအဲ့လိုမျိုးဆိုတော့အဲ့တော့အခုမှပြောတာမဟုတ်ဘူးဂျပန်မှာလည်းပြောတဲ့အဲ့စကားကိုစစ်တပ်အမြင့်ဖြတ်ဖို့မဟုတ်ဘူးအခုညီပေးတာမလိုဘူး ခုအဘန်ကပို့มาပြောတာစဉ်းစားကြည့်လေဒါဒီတော့ဒီအမြင့်ဖြတ်ဆိုတဲ့အနတ်ဒိဗ္ဗယ်ဖွင့်ပြပါအောင်လူအများစုရဲ့စိတ်ထဲမှာအမြင့်ဖြတ်တဲ့ဆိုတဲ့ဒိဗ္ဗယ်ဖွင့်ဆိုမှုတွေတအားကိုပဲကွဲပြားခြားနားသွားပြီဟဲ့ तू မပါဘူး तू မပါဘူးနန်းစီရီယာမပါဘူးအဲ့ဒါဆိုအမြင့်ဖြတ်တဲ့ဆိုတဲ့နန်းစီရီယာနေမလို့ဘူးလေရှုပ်မကုတ်လားဘူဝါရတိုင်ပတ်နေတာကိုပြောတာစဉ်းစားကြည့်လေရဲတွေမပါဘူးဒါစစ်ကားဆောင်မှမဟုတ်တာရှုပ်ရော အစကတည်းကစစ်ကောင်းဆောင်ပဲတိုက်မယ် revive refer လုပ်မယ် SSR ပေါ့ဗျာနော် security ဒီလှုပ်ချိုးရိတ်ခန့်တာပေါ့တကယ်အဲ့ဒါလုပ်ဖို့အတွက်စစ်တပ်ကိုကိုတိုင်ထိချုံနိုင်တဲ့အဆင့်နော်ရှင်းရှင်းပြောရင်စစ်အနိုင်တိုက်ပြီးမှရမှာမလွယ်ဘူးတကယ်စစ်တပ်ကိုအမြင့်ဖြတ်ရမှာလမ်းပြအောက်လုပ်ကိုကျွန်တော်တို့နိုင်ငံမှာအဓိကပြဿနာဟာစစ်တပ်စစ်တပ်ဟာနိုင်ငံရေးမှာဝင်ရှုံးနေတဲ့ပြဿနာဟာအဓိကပြဿနာပဲ yes or no စစ်တပ်နိုင်ငံရေးမဝေးပေါလို့ပဲအာဏာခဏခဏတိုင်ဟိုကလှုပ်လိုက်လွတ်တော်ခေါ်လိုက်ရွေးကောက်ပွဲလှုပ်လိုက်သူပဲပြန်ယူသွားလိုက်လက်နဲ့ကင်တော်ဝင်ဝင်ရှုံနေလို့အဲ့ဒီပြဿနာမေးပဲကျွန်တော်ပြောဆက်ပြီးသားဝေးဝေးကန်ထုတ်ရမှာတော့ရှင်းနေတော့ပဲဒီတော့အမြင့်မပြတ်ဘူးပြန်သုံးမယ်ဆိုတော့သူ့လိုအားလုံးအကောင်းရလားဘယ်လိုအမခံပါလဲအားလုံးရှုပ်ကိုရောအားလုံးအားလုံးရှုပ်ကိုရောကျွန်တော်ပြောတော့မားနေလားအဲ့တော့အဲ့ဒီဟာကြီးကဘယ်လိုမျိုးပြန်ပြီးတော့ရှင်းရမှာကျွန်တော်တို့နိုင်ငံမှာစစ်တပ်ကို အဓိကပြဿနာကစစ်တပ်နိုင်ငံရေးမှာအမြဲတမ်းနေရာတကာဝင်ပါပြီးဝင်လျှောက်ပြီးအရေးကြီးအကြောင်းဆိုသူဝင်ပါလာပြန်ပြီသိနောက်ကွယ်ကမလိတ်တပတ်တွေလိတ်တပတ်တွေမပြောဘူးပြီးတော့စစ်တပ်နိုင်ငံရေးမှာဝင်လျှောက်နေတာအဓိကပြဿနာအနည်းဆုံးကတော့စစ်တပ်နိုင်ငံရေးကိုဘယ်တော့မှပြန်မပါရအောင်တော့လုပ်ဖို့လိုတယ်ဘယ်သူအမခံပြီးလုပ်မှာလဲအကောရိုက်တာမျိုးရိုက်တာဖို့ဥစ္စာမပြောဘူးအဲ့ဒါဗိုလ်ချုပ်ကမော်လည်းပြောပြီးဒါမြန်မာနိုင်ငံသားတွေဖြစ်တယ်ဒါကငါတို့အလို့တက်လို့မရဘူးအဲ့ဒါ2020ကပြောပြီးပြီ ဲ့ကလေးကတိတယ်ဒါပေမဲ့ဒီအခြေအနေမှာခိုင်မာတဲ့ဒီလောက်ဘယ်လိုမျိုးတိုက်မလဲဆိုတော့လမ်းပြမြေပုံ road map action plan တွေဘာမှမတိုက်ပဲပုံစံတွေမရှိဘူးဘယ်သူကစစ်တပ်ဘာမှမသိမြေပြင်မှာတော့ပတ်ဆက်ချမ်းသာတဲ့ဒလန်ပဲအမေဒီတော့အခုပုံမလျှောက်ကုန်လားဒီနေ့ဒီချိန်မှာ2021 အာဏာသိမ်းပြီး၄နှစ်ကျော်၅နှစ်ခြောက်ရောက်လာတဲ့အချိန်မှာစစ်ကောင်စီရဲ့နေမီအများပြားဆုံးရှုံးနေပြီးဒီအချိန်မှာပြန်ပြီးတော့အဲ့စကားပြောတယ်ဆိုတော့ပြန်အသက်ကန်နေတာနဲ့မတူဘူးလားစဉ်းစားကြည့်လေဟုတ်လားဟောဒီအချိန်မှာပြောရလားဆောက်ကလေးကနေတေွားလိုက်ကောင်နေခုမှအုပ်ကူနာတွားရိုက်နေကောင်မင်းလည်းတွားပြီးဒီအချိန်မှာဒီစကားပြောရလားကုတ်ပဲကုတ်တော့မယ်မားနေလားကျတော့ပြောတာ ဘာဖြစ်လို့တော့ဆိုရင်အစောစောစီးကလေးကနေဘယ်လိုမျိုးလုပ်မလဲဆိုတာပြောလေခင်ဗျားတို့ကမူဝါဒမရှင်းတာ2024မှာမှတရုတ်ကိုထုတ်ပြန်တဲ့မူဝါဒထွက်လာတယ်အဲ့ချိန်မှာစေးမမိတော့ဘူးတရုတ်ကသူကကန့်အောင်မှထိတွေ့ရမှာဒါပေမဲ့သူကမလိုတဲ့အတွက်ကြောင့်သူတို့မှတိုက်ပတ်နေတယ်ရှင်းရှင်းလေးပဲနမ်မီအများပြဆုံးရှုံးသွားလို့တရုတ်အစိုးရကဂျာဝင်ဆုတ်ဖတ်မှုပို့ပြီးပြပြင်လာတာဒါရှင်းနေတာပဲတို့လို့တွေ့လာအောင်ဆိုရင်မလာသေးဘူးအဲ့လိုမဆိုင်သေးဘူးအဲ့လောက်ထိ စစ်ကောင်စီရှုံးတော့မှမိုးလို့တဖြည်းဖြည်းပို့ပြီးပြင်လာလို့သူဝင်လာတာ yes on အဲ့တော့မှသွားပြီးတော့တောင်းပန်တယ်လို့လို့ငါမလုပ်ပါဘူးငါဒီလိုလှုပ်ချင်တော့ပါရှီချင်းပြခလေးမှမဟုတ်တာဒီတော့စစ်ကောင်ဆောင်နဲ့ရှီချင်းပြလို့ရဲ့ထိတွေ့ဆက်ဆံမှုဟာနော်သူထောက်ပြတာကဒေါ်စင်မာထောက်ပြတာကတရုတ်အချိုးစီပွားနဲ့မြန်မာနိုင်ငံတည်ငြိမ်ထိခိုက်စေနိုင်တယ်ဒီတော့အရင်တစ်ခါပြောခဲ့တဲ့စမ်းတွေ့ကြချီညက်တယ်ဆိုတာတွေပါတယ်ကပဲလို့ကြစာညက်တယ်ပဲရောက်သွားပြီလေ သူတို့သူကလူတိုင်းသိတဲ့စကားအခုမှပြောတာတရုတ်ဟာသွေးခွဲအနိုင်ယူတယ်စစ်တပ်ထောက်ခံပြီးစစ်တပ်တိုင်းရင်းသားနဲ့ NLD UNG ကြားမှာသွေးခွဲနေတယ်လူတိုင်းသိတဲ့စကားဒီတော့မြန်မာပြည်တည်ငြိမ်ရေးပြည်သူတည်ငြိမ်ရေးဆိုတဲ့စကားတော့လူတိုင်းသုံးတယ်ဘယ်သူမှမစိုးသုံးတယ်ပြည်သူတွေအတွက်ကြည်ပါကြည်ပါအဲ့စကားတော့ဘယ်သူမှမစိုးသုံးတယ်နောက်ခါကျရင်အဲ့ဒါသုံးရင်အခွန်ကောက်အောင်မှာခင်ဗျားတို့ပြည်သူဆိုပြီးမသုံးစမ်းပါနဲ့ပေဝတ်တွေတို့ဒုက္ခရောက်ပြီးတော့ငတ်တည်တော်မလို့ဖြစ်နေပြီသူတို့လှုပ်ချင်အောင်လှုပ်တော့ဘူး တော့တစ်ခေါက်တစ်ယောက်လာလဲပြည်သူကိုကင်ပြီးတော့ဘာဖြစ်လဲညာဖြစ်လဲလို့တစ်ယောက်လာလဲစစ်တပ်လဲပြည်သူပြည်ထောင်စုတွေပြည်သူတွေလို့ဘာတွေမှန်းလည်းမသိဒီတော့မူဝါဒရှုပ်ထွေးမှုဖြစ်သွားပြီဘယ်လိုလုပ်မှလဲဆိုတော့မေးရမှာဘယ်သူမှလည်းမမေးဘူးအယူဂျီနဲ့ပတ်သက်ရင်မီဒီယာတွေကဟိုမှာမဲဆောင်မှာစိတ်ဟောက် my home စားတောက်ဆိုင်မှာလှုပ်တဲ့ NDI ကအယူဂျီဆရာပေးနဲ့မဆိုင်ပါဘူးဆိုတဲ့စကားကိုလည်းဘယ်သူမှမမေးဘူးဒီတော့ကျွန်တော်တို့ကဘာမှမဆိုင်ပဲဘေးကနေလိုက်ရှင်းပြနေရတာမဟုတ်သေးပါဘူး အခုမူဝါဒကတရားတလန်းစီဗရဒတလန်းတတလန်းပဲကျွန်တော်တို့ကပြောခဲ့ပြီးသားသူတို့ကမတိုက်ဘူးအနိုင် မတိုက်ဘူးပဲတော့မှသူတို့ကအပြောင်းလဲလုံးမှာသူတို့သူတို့စီကယူရတဲ့2020ရွေးကောက်ပွဲအဆိုတဲ့ရလက်ကိုပြန်ယူချင်တာတော့ပဲစစ်တိုက်ချင်တာမဟုတ်ဘူးပြောခဲ့ပြီးသားပဲအခုလည်းဒီတိုင်းပဲလေသူ ပြောတာမဟုတ်လားအမြင်မပြတ်ဘူးဆိုကြတဲ့တော့ဒီစကားကိုပဲသူအတိတ်ပဲတစ်မျိုးနဲ့ပြောတာပဲလေကြော့ ိုင်းရင်းသားတွေကအဲ့လိုလက်ခံရတာမဟုတ်ဘူး။တိုင်းရင်းသားတွေကသူ့နဲ့သူ့တိတ်သားမှအကုန်ရှင်းစစ်တပ်ပတ်သက်ပြီးဘာမှမလုပ်ဘူး။ဒီတော့ဒီအချိန်နေဒီစစ်တပ်ကိုငါတို့တိတ်သားမှရှင်းပြီးတော့မင်းတို့တိတ်သားမှပြုပြင်ပြောင်းလဲလိုက်ဆိုတော့ကျွန်တော်တို့အလဲဘက်ကောင်တွေခံရမှာလား။အဲ့လောက်မင်းကုန်ထောက်ရမှာ။ဒီမိုကရေစီအရသာဆိုရသူတို့ဟာသူတို့ပြောတယ်။အဲ့ဒီအောက်ကိုထဲလိုက်ရုံနဲ့ပြဿနာပြီးသွားပြီလား။ဖက်စစ်မျိုးစေးတွေအကြဖက်မျိုးစေးတွေအာနာရှင်မျိုးစေးတွေဟာတက်တန်း တပြန်နှစ်ပြန်ခုစုဘလောက်ရှိပြီနှစ်ပေါင်း80နာကတ်တော့မယ်အရသာအောက်ထဲလိုက်လို့ကျေလုံးနဲ့ရပြီးဆုံးမလို့ရမယ်ကောက်နေလားစဉ်းစားလေဒီတော့အဲ့လိုမျိုးဟာအချိုးစိပါသူ့ရသူ့ရအနေနဲ့ပေါင်းပြီးတော့ထုတ်ပြန်တာတွေပြောဆိုမှုတွေမျိုးမျိုးလုပ်ခဲ့တယ်ရော့2008ဖွဲ့စည်းပုတ်အချိန်ကဥပဒေကိုဖျက်သိမ်းပြီးပြီလဲဆိုတယ်ရီဖောင်းလုပ်မယ်လဲဆိုတယ်ဖွဲ့စည်းပုတ်မရေးဘူးဆိုတာသူတို့ရဲ့လမ်းကြောင်းကိုရှင်းနေတာပဲ ဘာလို့မှလည်းမေးလို့ရနေပြီဟုတ်လားသူတို့လမ်းကြောက်ပါတယ်ဗမာလည်းဖက်စည်းပုတ်ဗမာလည်းဖက်ဒရယ်ဗမာလည်းခြားတားရပိုင်လာမပြောနဲ့နိုင်ငံတကာပြောလို့မရဘူးလူဦးတော်လာရဲ့အစားအနေမြေပြင်မှာတိုင်းတဲ့ကောင်တွေကရှင်းရှင်းလင်းလင်းပြောထားတာကစနစ်ကိုအပြတ်တိုင်းမှာအကြောင်းမို့လဲသတင်းပေးလို့တလန်လို့တပုတ်အကောလို့ရှင်းနေတာစစ်တပ်ရဲတွေပါကောအမြင်မဖြတ်ဘူးဆိုရင်တော့ ကုတ်ပဲကုတ်တော့မယ်လူတော်မှအစားစစ်မှုထမ်းခေါ်နေပြီဒီတော့စစ်တပ်လွှမ်းမှုမှုကိုညီကိုချုပ်ရရင်เนาะကျွန်တော်ပြောချင်တာကပြည်သူအပေါ်ပြည်မှုကျူးလွန်တဲ့ဥစ္စာကဒစီလို့တတန်းလို့ရန်တရားလိုက်ရှိတယ်ခင်ဗျအရာသားဆူရောက်မှာစစ်တပ်ထက်ပြီးတော့အဲ့ဒီစစ်တပ်အတွင်းမှာကျူးလွန်တဲ့အမှုတွေပဲနောက်ဘဝလောက်ထိထိုင်ပြီးတော့အရေးယူလိုက်စီစစ်လိုက်အမှုစစ်လိုက်လုံနေလိုက်တော့ကျွန်တော်ဘာမှလုပ်ရမရှိတော့ဘူးအဲ့လိုဆိုသူတို့အမှုပါဒွဲအမှုဒွဲဆိုတာ ਨੇ ရက်တစီတတိုင်းမှမဟုတ်လားဟုတ်လား ပြီးတော့လှုပ်လှုပ် refund တော့လုပ်နေတော့မေလို့တောင်းဖို့လဲသူတို့တစုလုံးထုတ်ပြီးတော့တခြားရွာပြင်ပို့ပြီးတော့သွားလှုပ်ခိုင်းတော့မှာဘာမှလှုပ်လို့မရဘူးဘာမှ refund လုပ်ပြီးတော့အစိုးရတော့တိုက်ပြီးတိုးတက်ရေးကိုဘယ်လိုမှဆက်လုံးနေလို့မရဘူးဘာပြောလဲဒီဟာကြီးကမပြီးမှမပြီးသေးတာအတွဲလောင်းတွဲလောင်းနဲ့တိုင်ဝန်စင်ကြီးကညီချပြန်ဆေးနေတော့လားတော်လက်ထားဖို့လူကိုအပြတ်တိုက်တာတော့မဟုတ်ဘူးပေးချတယ်မူကိုတော့အပြတ်တိုက်ဖို့တော့လိုတယ် လူကခွင်လို့ရမဲ့ကောက်တွေတကောင်းမပေါ့ဘူးကျွန်တော်တို့အများတို့လိုင်းကားပေါ်မှာစစ်သားဘေးနားမှာထိုင်နေစိတ်ထဲမှာမတည်တည်ဘူးကျွန်တော်လည်းမတည်တည်ဘူးကျွန်တော်ဘေးနားမှာတော့ထိုင်ဘူးဝတ်စုံမြင့်ကိုကြောက်နေတာယွန်းနေတာမေးပြလို့လည်းမရဘူးဒီတော့ဒါတော်လိုင်းရဲ့မပြောင်းလဲလိုက်သဘောထားတွေဒါကပြည်သူသဘောထားတော်လိုင်းလုံနေလူတွေသဘောထားကိုသူတို့ကနားမလဲတာလားပြန်မေးဖို့လို့နေပြီဥစားမူကအဲ့လိုမပြတ်မူဝါဒမပြတ်တာရင်အောင်မြင်မှုမရဘူးဒီကောချုပ်ပြောရရင် စစ်အာဏာရှင်အမြင့်ဖြတ်ရေးဆိုတာနော်ရှူတောက်အမျိုးမျိုးကနေတော့ကြီးလို့ရတာပေါ့ဗျာနော်ပြပားနေမြင်တဲ့ဥစ္စာတော့အာမင်းတို့တွေဆွေးနွေးကြဆွေးနွေးကြဒါဆွေးနွေးရင်တရုတ်ကမြင်နေဆိုရင်တော့မင်းတို့တွေလောက်ကြသူဖန်တီးတဲ့အကွက်တော်လိုက်ဖြတ်နေဆိုရင်မလိုဘူးတိုက်မှာတော်စင်မှာဟောတော့အမြင့်မဖြတ်ဘူး refund လုံးမှာတရုတ်ပြောတာမြန်မာပြည်သူတွေတော့ဘာမှရှင်းရှင်းလင်းလင်းမပြောဘဲနဲ့တရုတ်ကတော့ရှင်းရှင်းလင်းလင်းသွားပြောတာကတည်းကစေတနာဘလောက်ပါလဲတိပါတယ် เนาะအနည်းချုပ်ပြောရင်မြန်မာနိုင်ငံရေးမှာစစ်တပ်လွှမ်းမိုးမှုကိုအဆုတ်သတ်ဖို့လိုတယ်ဒီစစ်တပ်ဒီနိုင်ငံရေးတဲ့ဘယ်တော့မှပြတ်မပါလာဖို့အဓိကအချက်ပဲပြဿနာကတော့ဒီစစ်တပ်တွေကြောင့်ပဲဖြစ်တာဒီစစ်တပ်အရေးအကြောင်းဆိုပြီးတော့အာဏာသိမ်းလိုက်ပြန်ပြီပြီးွားပြန်ပြီအဲ့တော့အဲ့ဟာကကိုဝေကန်ထုတ်ပြရမှာကျန်တဲ့အပိုင်းကပြည်သူ့စံတော်နဲ့အညီဖက်ဒရယ်ပဲဆိုဆိုပြည်တော်စုဖက်ဒရယ်ပြည်တော်စုတိဆောက်ဒါလည်းအကောင်းဆုံးပဲဒီတော့ဒီခီးမှာလေလိုင်းပေါ်ကလူတွေကတော့ဒီလိုပဲသွားလိုက်လိမ့်မယ် ပြည်တွင်းအင်အားစုတွေနဲ့တိုင်းရင်းသားတွေနဲ့အမြင်ပြမှာလုံနေပါတယ်အဲ့ဒီရက်တိစားမှုအားကောင်းတာဘူးမျိုးလင်းပါတယ်အဲ့ဒီရက်တိစားမှုအားကနိုင်ငံတကာထောက်ခံမှုနဲ့ရည်တည်မှုတွေနဲ့အဆုတ်ဖြတ်ပေးသွားမှာဖြစ်ပါတယ်